အပြောဆိုဆိုတာလိမ္မာယဉ်ကျေးရလိမ္မာယဉ်ကျေးရမယ်အကြောင်းကျိုးချောင်းစီလျောရမယ်တိတ်ရေးချီလို့ရသော်ဘုရားသခင်ကိုရမြတ်ကဒါကိုဟောတာ morality ဆိုတာဘလောက်ရေးချီလဲဆိုဒါနိဗ္ဗာန်ရဖို့အတွက်တင်မဟုတ်ဘူးစီးပွားလုပ်တဲ့အခါမှလည်းရေးချီတယ်နိုင်ငံရေးလုပ်တဲ့အခါမှလည်းရေးချီတယ်အမျိုးသားရေးပဲဖြစ်ဖြစ်နော်တိုင်းရေးပြည်ပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ် ြောရေးဆိုရေးဆိုတာတိတ်အရေးပါတယ်လို့ထင်လို့ဆိုတာလူတိုင်းလူတိုင်းဟာပြောထက်ဆိုထက်လိမ္မာပဏ္ဍသူတွေဖြစ်အောင်ကြိုးစားဒါအခြေခံအားဖြင့်လူလောကဒီလိုရှိအဲ့တော့အခုဥဒ္ဒရာဆိုတဲ့ထေရီမဒီအရေးကြီးတဲ့အချက်တွေကို तू တတိထားမိတယ်ဒါကြောင့်ဟို तू ကဘာပြောတော့ဆိုကာယေနတံဥဒ္ဒအာသိင် သူကဘယ်တော့ဖြစ်ဖြစ်အမှားမလုံးမိအောင်နော်ကိုယ့်ကိုထိမ့်သိမ့်နေအမှားမလုံးမိအောင်လောကလူတွေကအမှားလုံးမိထားတာတွေရှိတတ်တယ်ဘယ်တော့မှမမှားအောင်သူတတိထားတယ်ဝါစာယဥဒ္ဒစေတသာနှုတ်နဲ့လည်းအမှားမပြောမိအောင်သူတတိထားခဲ့တယ်စိတ်နဲ့လည်းပဲအမှားမတွေးမိအောင်စိတ်ကိုလည်းပဲ ထိန်သိမ်းဆောင်လျှောက်ခဲ့တယ်။တန်ဥဒ္ဒဆိုတာဆုစည်းတယ်။ဟောဆုပိတ်တယ်ကိုယ့်ကိုထိန်သိမ်းတယ်ဆိုတာဆောင်စည်းတယ်လို့ဒီလိုခေါ်တယ်။အဲ့ဒီဆောင်စည်းမှုဟာတကယ်ကို morality အတွက်အရေးအကြီးဆုံးပဲ။ morality ဆိုတဲ့နေရာမှာသူကကိုယ်ကိုဆောင်စည်းတာနဲ့နှုတ်ကိုဆောင်စည်းတာဒါ morality လို့ခေါ်တယ်။ကိုယ်ချင်းတရားလို့ဆိုတယ် ကိုယ်နဲ့နှုတ်ကိုဆောင်စည်းရအဲ့ဒီဆောင်စည်းမှုဟာအရာရာကိုအောင်မြင်မှုကိုဖြစ်စေလို့အခြေခံကိုချင်းတရားပဲဖြစ်တယ်အေးစိတ်ကိုဆောင်စည်းတာကြတော့အစင်မြင့်လာတီလာတဲ့ကြော်သွားပြီသူကတီလာလို့ခေါ်တဲ့ morality ဟာကိုယ်နဲ့နှုတ်ကိုဆောင်စည်းကိုယ်ဒီလေရောက်လုံးတဲ့အလုံးနဲ့ပတ်သက်ပြီးထိမ့်သိမ့်နေနှုတ်နဲ့ပြောရမယ့်အလုံးကိုထိမ့်သိမ့်နေ ဒီနှစ်ခုနဲ့ပြည့်စုံရင်ဒီပုဂ္ဂိုလ်ဟာကိုချင်းတရားကောင်းသူဖြစ်သတ်မှတ်ခံရဟုတ်ပြီကိုချင်းတရားကောင်းပြီစိတ်ကိုတော့မထိန်သိမ်းဘူးဆိုလို့ရှိရင်လွယ်မာမှုတွေဖြစ်လာနိုင်တယ်ဒါကြောင့်မို့အကြောင်းရင်းဖြစ်တဲ့စိတ်ကိုလည်းထိန်သိမ်းရမယ်ဘာဖြစ်လို့တော့လောကလူတွေစကားပြောရင်စိတ်ထဲမှာအရင်တွေးပြီးမှပြောတာအတွေးမှားရင်ပြောမှားမှာပဲအလုပ်လည်းမှားမှာဒါကြောင့်မို့လို့ ဘိကင်၈ပါးမှာမြတ်စွာဘုရားဆင်ထားတာကြည်လေတမ္မာသင်္ကပ္ပဆိုတာ right thought အမှန်ကန်စဉ်းစားတာကိုဆိုလို့မမှန်ကန်ကစဉ်းစားတဲ့ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်မမှန်ကန်စီးပွားရေးလုပ်တဲ့ကိစ္စလဲမမှန်ကန်ကစဉ်းစားတတ်ဖို့လိုတာအဲ့ဒီလိုမမှန်ကန်ကစဉ်းစားတတ်မှလူတွေစကားပြောရင်စဉ်းစားပြီးပြောတာဖြစ်သောကြောင့်တမ္မာသင်္ကပ္ပဆိုတာကိုလိုအပ်ချက်ကိုမြတ်စွာဘုရားဟောပြီးတဲ့ တမဝါစာကိုတစ်ဆက်တည်းဟောတာကြည့်တယ်။မဂ္ဂင်၈ပါးဖွဲ့စည်းထားတာဟာအယမ်းမဲ့ဖွဲ့စည်းထားတာမဟုတ်ဘူးအစီစဉ်တကြဖွဲ့စည်းပေးထားတာဖြစ်တယ်။မင်္ဂန်နဲ့အတွေးရှိလာရင်မင်းစကားပြောလဲမှန်းလာလိမ့်မယ်။အေးစကားပြောမှန်းရင် ပြောပြီးလှုပ်တာဖြစ်တော့ကြောင့်တမန်ကမ္မတာဆိုရက်မင်္ဂန်နဲ့လုပ်ငန်းတစ်ခုလည်းဖြစ်လာတယ်။လောကလူတွေအသက်မွေးတယ်ဆိုတာအပြောနဲ့အလုံးနဲ့အသက်မွေးရတာဖြစ်လို့ မှန်ကန်လာပြီအပြောလဲမှန်လာတဲ့အလုပ်လဲမှန်လာပြီဆိုရင်တမ္မာအာစီဝမှန်ကန်တဲ့အတွေ့အမှုစာဖြစ်လာအဲ့ဒါလို့ဖြစ်လာဖို့ကဘာလို့ကျိုးစားအထောက်မှုမှန်ကန်ရမယ်လို့ထီလူပြောတာကျိုးစားအထောက်မှုမှန်ကန်တယ်မကောင်းတာတွေမကောင်းတဲ့အတွေ့အတွေကိုယ်တဏ္ဍာမှာမဖြစ်အောင်တွန်းထုတ်တယ်ဟောမဖြစ်အောင်ထိန်းတယ်ဖြစ်လာရင်တွန်းထုတ်တယ်ကောင်းတဲ့အတွေ့အတွေ ကောင်းတဲ့ဟာတွေရလာအောင်ကြိုးစားတယ်တိုးတက်လာအောင်ကြိုးစားတယ်ဒီကြိုးစားမှုကတမဝါယမလို့ခေါ်တယ်အကြိုးစားပြီဆိုလို့ရှိရင်ဘယ်အရာပဲဖြစ်ဖြစ်ဒီ mindfulness လို့ခေါ်တယ်တမတတိအရေးကြီးဆုံးတယ်ဘောမမန်ကန်ကအာယုစိုက်တဲ့အလုတ်မှလည်းပဲ mindfulness မရှိရင်မအောင်ဘူးပညာသင်တဲ့အခါမှာလည်း mindfulness မရှိရင်မအောင်မြင်ဘူး ဒါကြောင့်စိတ်ဆိုင်ပြီးလှုပ်တယ်ဆိုတာအဲ့ဒါပြောစိတ်ဆိုင်ပြီးလှုပ်တယ်အမှားရမရှိအောင်စိတ်ဆိုင်တယ်ဆိုတာတမာတတိကိုပြောတယ်အဲ့ဒီစိတ်ဆိုင်ပြီးလှုပ်တဲ့အခါမှာစိတ်တည်ငြိမ်မှုဟာအမှန်မြင်မှုအတွက်အထောက်အကူများစွာဖြစ်လို့တမာတမာတိဆိုတာဒီလိုဟောဟောမြတ်စွာဘုရားရဲ့ချက်မှတ်ထားတဲ့ဗြဟ္မစရိယလို့ခေါ်တယ် Nobel Prize ဆာလောကီရေကိစ္စမှာလည်းပဲ တံပိုးတွေအများကြီးရနိုင်တယ်။တရားသူတရားမြတ်ရဖို့ကြိုးစားအထုတ်ပြီဆိုရင်လေဒီလမ်းကြောင်းပဲသွားမှာပဲ။ဒီလိုဆိုလို့